င်္ဂလာပါရှင်ကျမတော်ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရှမ်းပြည်နယ်မြောက်ပိုင်းက TNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ကအစိမ့်ငွေဘုံတွေအုံပြူတိုက်ခိုက်နေတယ်လို့ TNL စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျာ ဒီနေ့မှာနောင်ချိုမြို့နယ်အုံမတီတဲခေါ်ဘက်မှာ TNL နဲ့စစ်ကောင်စီတို့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်ကနိုင်ငံတကာကကန့်သက်ထားတဲ့အစိတ်ငွေဘုံးတွေအုံပြုတ်တိုက်ခိုက်နေတာကြောင့် TNL ရဲဘော်တွေမူးမေတာအော့အန်တာအသက်ရှူမြန်တာမောပန်းတာတွေခံစားနေကြရတယ်လို့ TNL စစ်ရေးသတင်းမြစ်ကပြောပါရယ် စစ်ကောင်စီဟာတောင်ခံအမြောက်တပ်မကြရေးစစ်ကူအင်အားအများအပြားဖြစ်တင်းတာကို TNL နဲ့မဟာမိတ်တပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ပေမဲ့စစ်ကောင်စီရဲ့စစ်ကူတွေဟာအသေးခံတိုးဝင်တာတွေကြောင့်စစ်ကူတွေရောက်ရှိသွားခဲ့တာလို့ TNL သတင်းရင်းမြစ်ကပြောပါရယ်အခုလိုပြည်တွင်းစစ်မှာအစိမ့်ငွေတွေ300နဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကလည်း DV အနေနဲ့မေးမြန်းလို့မရသေးပါဘူးရှင်။ စားသုံးစီတင်သွင်းတူလောင်ဖြန့်မြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကမတ်လ10ရက်နေ့ကနေ16ရက်နေ့အထိဈေးကွက်အတွင်းရောင်းချရမယ့်စားသုံးစီတပိတ်တာအခြေခံလက်ငါရည်ညွှန်းစည်းနှုန်းကို6890ကျပ်သတ်မှတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလဆန်းပိုင်းကစားသုံးစီတပိတ်တာရည်ညွှန်းစည်းဟာကျပ်9300ဝန်းကျင်ရှိခဲ့တာဖြစ်လို့နှစ်လအတွင်းမှာကော်မတီရဲ့လက်ကားရည်ညွှန်းစည်းကတပိတ်တာကိုကျပ်4000ဝန်းကျင်ရာခိုင်နှုန်းအနေနဲ့900ခိုင်နှုန်းကျော်ပြန်ကျဆင်းလာတာပါ။ မြန်မာကျပ်ငွေနဲ့ဒေါ်လာငွေလဲနှုန်းကလည်းပြီးခဲ့တဲ့ဇန်နဝါရီလက4800ကျပ်အထိရှိခဲ့ပေမဲ့လက်ရှိမှာ4400ကျပ်ဝင်းကျက်မှာပဲအယောင်းဝယ်ဖြစ်နေပြီးနှစ်လအတွင်း400ကျပ်ပြန်လဲကျဆင်းခဲ့ပါတယ်။နိုင်ငံသားငွေလဲလှယ်နှုန်းပြန်လဲကျဆင်းလာတာကြောင့်ပြပကတင်သွင်းတဲ့စောင်းစီစီလိုက်ပါကျဆင်းလာတာဖြစ်ပြီးလက်လီဈေးကတော့ကျပ်တပေါင်းကနေတပေါင်း2000ကျားအယောင်းဝယ်ဖြစ်နေတယ်လို့ရန်ကုန်ဈေးကွက်အတွင်းကနေသိရပါဗျာရှင်။ အေထင်းချုပ်ထားတဲ့မြို့နယ်16မြို့နယ်မှာဒီနှစ်ပညာသင်နှစ်အတွက်တက္ကသိုလ်ဝန်ထမ်းစာမုပ်ပွဲကိုဖြည့်ဆို့ဖို့ရှိနေပေမယ့်အနာဂတ်ပညာရေးဘလို့ရှိဆက်ရမလဲဆိုတဲ့အပေါ်ကျောင်းသူကျောင်းသားတွေကြားမှာစိုးရိမ်ပူပန်နေပါတယ်။ကိခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ ရခိုင်ပြည်နယ်အတွင်းမှာလက်ရှိဖြစ်ပေါ်နေတဲ့စစ်ရဲအခြေအနေတွေကြောင့်အခုနှစ်တက္ကသိုလ်ဝင်တဲ့စာမုပ်ပွဲကိုစစ်တပ်ထိန်းချုပ်ဒေသတွေမှာစစ်ကောင်စီရဲ့ပညာရေးအတိုင်းဖြည့်ဆို့ရမှာဖြစ်ပါတယ်။ဒါပေမဲ့အရခတက်တော့ AA ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်စစ်လေးမြို့နယ်မှာတော့ grade တွေတက္ကသိုလ်ဝင်တဲ့စာမုပ်ပွဲကိုပထမဆုံးအနေနဲ့အရခအမျိုးသားပညာရေးဌာနရဲ့လမ်းညွှန်ချက်နဲ့ကျောင်းသားကျောက်သူတွေဖြည့်ဆို့နိုင်မှာဖြစ်တယ်လို့အရခအမျိုးသားပညာရေးဌာနအစိုင်းဝိုင်းစီကသိရပါဗျ။ စီရေးပဋိပက္ခတွေကြောင့်ပြီးခဲ့တဲ့ပညာသင်တန်းမှာစာမဝဲမဖြေဆိုလိုက်ရတဲ့ចောင်းသားចောင်းသူတွေနဲ့အတူလက်ရှိပညာသင်တန်းကចောင်းသားចောင်းသူတွေဟာဒီနေ့မှာတော့စာမပွဲဖြေဆိုခွင့်ပေါက်တင်ထားကြပြီဖြစ်တယ်လို့ဆိုပါတယ်။အရကပြည်သူအစိုးရတင်းချောင်းအမရှိတဲ့မြန်နေတယ်မှာတော့ဒီနေဟောင်း great 12ចောင်းသားတွေကိုစာမပွဲစစ်ဖို့ရှိပါတယ်။ဒါပေမဲ့အခုကခုနပါတယ်ပါတယ်တော့ကွန်ထက်ပြပြီဒါပေမဲ့ဘယ်နဲ့ဘယ်ရှိမှာ ဆေးရမယ်ဆိုတာကတော့အတိတ်ကပြောဖို့ခက်ပါတယ်ဘာလို့လဲဆိုတော့ဒီစက်ကောင်စီရဲ့လေချောင်းရံကအနေတိုင်းလိုလိုရှိနေတော့အဲ့ဒါကိုအထူးသတိပြုနေရတဲ့အခြေအနေရှိတာပေါ့လေနော်အရကအမျိုးသားပညာရေးဌာနရဲ့တမန်ချက်အရာ grade 3, grade 4, grade 6, grade 7, grade 10နဲ့ grade 11ကမြို့နယ်အစိုးရစစ် grade 5နဲ့ grade 9ကခရိုင်အစိုးရစစ်လို့ဆိုက grade 12ကိုတော့နိုင်ငံတော်အဆင့်အဆောင်ပွဲအနေနဲ့သတ်မှတ်ထားတယ်လို့သိရပါတယ်မြို့နယ်အလိုက်လုံခြုံရေးအခြေအနေပေါ်မူတည်ပြီးတော့ grade 12ကလွေပြီးကျန်တဲ့အတန်းတွေကအာရခအမျိုးသားပညာရေးဌာနရဲ့စာပွဲအတိုင်းဖြည့်ဆွနေရပြီဖြစ်တယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့နှစ်ကတက္ကသိုလ်ဝန်ထမ်းစာမှုပွဲအောင်မြင်ပြီးစီးကြောင်းတက်ခွင့်ရခဲ့တဲ့ចောင်းသားတယောက်ကတော့စီရဲ့ပฏิပခတွေကြောင့်ရွှေဆက်လုံးဆောင်ရမယ့်အခွင့်အလဲတွေပျောက်ဆုံးနေတာကြောင့်စိုးရင်မိတယ်လို့ဆိုပါတယ်လက်ရှိဖြစ်ပေါ်နေနိုင်ငံရေးဆေးရရှိနေတဲ့ကပြန်ရှိနေတဲ့လူတွေအတွက် online တွေကမရှိဘူးပျောက်ဆုံးသွားတယ်အနာဂတ်အမတ်တွေကိုမှုန်ဝါးဝါးနဲ့ဒီရှောင်းလန်းနေရတဲ့အခြေအနေမျိုးဖြစ်သွားတယ်ပေါ့နော်စေတမ်းပြီးတော့ကျွန်တော်တို့ဈေးကြောက်ပါတယ်ပေါ့နော်တော်တော်ဈေးကြောက်ကဝန်ခွန်းဆံပွဲဖြစ်ပေါ်ကြတယ်မတော်နိုင်ဘူး ွားနိုင်ပြီးဆက်တက်လို့မရတဲ့အချိန်တွေဖြစ်သွားပြီအခုလိုလိုဆက်မှာပညာလေးဆက်ပြီးတော့မတန်နိုင်တွားဖို့အတွက်လည်းပြမောက်ကိုတွားပြီးတော့ညာကဆက်ပြီးလေ့လာမယ်ဆိုရင်လည်းတန်ယူမယ်ဆိုရင်လည်း lucky carry ရှိတယ်တွားလာဖို့မလိုဘူးတဖက်မှာလေလူငယ်တွေရဲ့ပညာရေးကဏ္ဍနဲ့ပတ်သက်ပြီးအနာဂတ်အခွင့်အလဲတွေကိုအေအေရဲ့ပညာရေးဌာနအနေနဲ့မြင်မြင်သာသာလှုံ့ဆော်နေတာမျိုးမတွေ့ရဘူးဆိုတော့ဝေဖန်ထောက်ပြမှုတွေလည်းရှိနေပါသေးတယ် အရာကားတက်တော်အနေနဲ့ကတော့လက်ရှိမှာတော်လေရီတရက်ကိုဖော်ဆောင်နေတာဖြစ်တာကြောင့်ရှေ့ဆက်လှုပ်ဆောင်ရမယ့်ပညာရေးကဏ္ဍတွေနဲ့ပတ်သက်ပြီးပြောပြဖို့စောနေပါသေးတယ်လို့အရာကားအမျိုးသားပညာရေးဌာနရဲ့တာဝန်ရှိသူတယောက်ကပြောပါရယ်။အရာကားအမျိုးသားပညာရေးဌာနရဲ့တာဝန်ရှိသူတယောက်ကိုစားဒီဝီသတင်းထောက်ကအတန်ဖက်ကြားပေးထားပါရရှင်။တော်လိုင်းကာလာမှာအလုံးကိုအိတ်သွန်ဖာမောက်ချပြလို့မရပါဘူး။ကျွန်တော်တို့ပညာရေးဌာနကတိုင်းပြည်တိဆောက်ဖွံ့ဖြိုးစီပင်တိုးတက်အောင်လုပ်ဖို့အတွက် လိုအပ်တဲ့အရင်းမြစ်တွေကိုမွေးထုတ်ပေးနေတဲ့ဌာနတစ်ခုပါအဲ့ဒီចောင်းသားတွေရဲ့ပညာရေးကဏ္ဍအတွက်အစီအစဉ်တွေကအများကြီးရှိပါတယ်အခုချိန်မှာတော့ပြောပြဖို့စောင်းနေပါသေးတယ်ဒါကြောင့်ကလေးတွေအနေနဲ့ကိုယ့်ကိုယ်အရေးရှင်းပြေဝတဲ့စိတ်ဓာတ်ကောင်းမွန်တဲ့ចောင်းသားတွေဖြစ်အောင်အရင်စူးစမ်းပေးစီခြင်းပါတယ်အခွင့်အလမ်းနဲ့အခွင့်အရေးကနောက်ကလိုက်လာလိုက်မယ် စစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့ရခိုင်ပြည်နယ်အတွင်းကစစ်တွေကြောက်ဖြူမဲအောင်မြို့နယ်တွေမှာတော့2020လေး2025ပညာသင်နှင်းအတွက်တက္ကသိုလ်ဝန်ထမ်းဆောင်ဝယ်ဖြည့်ဆွမ်းမဲ့ကျောင်းသားကျောင်းသူ2098ရောက်ရှိတယ်လို့သိရပါတယ်ရခိုင်မှာဒေသမတည်ငြိမ်မှုတွေစီးရဲပဋိပက္ခတွေကြောင့်ပညာသင်ကျောင်းခွင့်ဆုံးရှုံးနေကြတဲ့လူငယ်တွေလည်းအများအပြားရှိနေပါသေးတယ်ကျွန်မကကေခိုင်ပါ တီဗီရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်